ိုင်းစကားလေ့လာတဲ့အခါကျွန်တော်တို့ tense တင်ခန်းစာလို့ခေါ်ရပါတော့ past tense အတိတ်ကာလရဲ့ present tense ပစ္စုပန်ကာလရဲ့ future tense ဆိုတဲ့အနာဂတ်ကာလရဲ့ပေါ့ဒီလိုမျိုးအတိတ်အနာဂတ်ပစ္စုပန်ဆိုတဲ့ဒီကာလသုံးနိုင်ကိုအရှင်းပြပြီးတော့မှထိုင်းစကားကိုဘယ်လိုဝင်စားလို့လက်တွေ့သုံးချမလို့ဆိုတာကိုဒီဗီဒီယိုမှာစနေတကြလက်စီစဉ်ပေးတာโอเคကြည့်လိုက်ကြမယ်နော်အဲ့ဆိုဆိုပထမဆုံးအနေနဲ့ကျွန်တော်အသုံးချမဲ့ကရိယာလေးတွေအရင်ပြောပြမယ်နော်အသုံးချမဲ့အရင်ဆုံးကရိယာလေးတွေဆိုတော့မတိ ไปตัวเลยไปตัวเลยอะตรงชามะมันนี้เอาอยู่เลยเอาอยู่เลยยี่ของเราตรงชามะแล้วก็ต้อหาชาเฟ่เลยหาชาเฟ่เลยแล้วเล่ให้ไปเลยให้ไปเลยนับงั้นสโลชินนับงั้นมาโอเค ให้เราไปลองเลยดอเนาะเรียนรู้เราส่วซนต์บิวเวอรี တော့ delay လုပ်နေကျွန်တော်တို့တခြားအသုံးချကြည့်ရမယ်ဆိုတော့ number 1အနေနဲ့အသုံးချဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အာစကားပြောဖို့ကဖြစ်တဲ့အတွက်ဒါ number 1အနေနဲ့ပေါ့နော်ဆို number 2အနေနဲ့နောက်တစ်ခါနန်စားလေးဖြည့်ကြည့်မယ်ဖုံဆိုတဲ့နန်စားကျွန်တော်ပေါ့နော်ဒီစကားလုံးသုံးကြည့်မယ်ဖုံကျွန်တော်ဒီစကားသုံးကြည့်ဆိုတော့ခဲကျွန်တော်တို့ကရိယာရပြီအာနန်စားရပြီဆိုလို့ရှိရင်ကျွန်တော် tense ကိုအခြေခံအခြေပြုပြီးတော့မှဘယ်လိုလုပ်သုံးချမလဲဆိုတော့ကြာမယ်နော်โอเค number 1ကကျွန်တော်အတိတ်အတိတ်ဆိုလို့ရှိရင်ပြီးကြတဲ့အရှင် ီကီတဲ့အရှင်ကိုသုံးတဲ့အခါမှာဘယ်လိုသုံးမလဲဆိုတာဟောအဲတရားနာထောင်မယ်နော်ဆိုတော့ပီကီတဲ့အရှင်ကိုသုံးတဲ့အခါမှာကျွန်တော် die ဆိုတဲ့စကားတစ်ခုရှိတယ်ထိုင်ပါဘောလေ die ဆိုတာရားတယ်တော့တိပေးရအဲ့ဒီစကားလုံးကိုတခြားကိရိယာရဲ့အရှင်မှာထားပြီးသုံးတဲ့အခါမှာအတိတ်ကိုရင်ညွန်ပြီးပြောတယ်လို့အတိတ်ပဲရတယ်ဘောနော်ခါခွင်နှပ်ပြန်အောက်ကမီ case ဆိုပြီးပါတယ်ပြန်ဆိုတော့မတော်ခဲ့တယ်ဆိုတော့နံပါတ်1ရတော်ခဲ့တယ်ဆိုလို့ရှိရင်တော်ခဲ့တယ်ဆိုလို့ရှိရင် die ကိုရှေ့ကထည့်လိုက်တယ်ပြီးတော့နောက်ကပိုင်လာ die ပိုင် ွားခဲ့တိုက်ပန်ပွားခဲ့အဲ့နောက်တစ်ခါယူခဲ့ရဆိုလို့ရှိရင်ရောယူခဲ့ရဆိုလို့ရှိရင်အချိန်မှာဒိုင်ဖြစ်လိုက်တယ်အနောက်ကအောင်ဒိုင်အောင်ယူခဲ့တယ်အဲ့ဒီမှာကျွန်တော်သွားခဲ့လို့ပြောချင်တယ်ဆိုလို့ရှိရင်ခြေကဖုံဖြစ်လိုက်မယ်ဖုံဒိုင်ပန်ကျွန်တော်သွားခဲ့ဖုံဒိုင်ပန်ကျွန်တော်သွားခဲ့ဆိုတော့ကျွန်တော်ယူခဲ့ရဆိုလို့ရှိရင်ဖုံဒိုင်အောင်ခါဖုံဒိုင်အောင်ခါကျွန်တော်ယူခဲ့ရဆိုတော့ဆိုတော့ဒါကအတိုက်ပေါ့နော်ဆိုလို့ရှိရင် พิสูจน์ไปบจำนวน p r e s e n นเ e นส์ตัวจำพิสูจน์ไปกาลามาเป็นลี่ยนมาเลยสมมติพิสูจน์ไปกาลาก็เปลี่ยนได้ขมาที่ก็จำนวนกริยาเด็ดเนี่ยเปลี่ยนปามาโพลุเดียวสรุปจำนวนตัวอะไรสมมติผมไปครับจำนวนตัวผมไปครับจำนวนตัวส่วนจำนวนอยู่เลยสมมติผมเอาครับจำนวนอยู่ผมเอาครับจำนวนอยู่ส่วนั้ขค่ะ future tense อนนั้นกาลาเนาะ 就下单，就下单是嘛，表单看嘛，八天下来做的行，明明表买个也也行嘛，啊，破买代币表单，明白了做的行，多买多好做的表单，八天下来做的，加做的等级别了呀，所以多少钱啊？ไมมมะเเตตาาบีีพิรด่ยลปสุดสิ่งกริยาเฉยๆจะได้เลยสุดจะไปก่อนเนาะตัวเองแต่จำนวนที่พูดเลยคุณจะไปครับจำนวนตัวเองสิ่งเดียวแต่จำนวนยูเมสุดสิ่งผมจะเอาครับจำนวนยูเมสุดเดียวใหญ่สุดแล้วติดใจแปลเสียงไม่อะไรสิ่งจันนเนาะ တန်းစတင်ခန်းစာဖြစ်တဲ့ဒီအတေးအတေးအနာကပစ္စုပန်ဆိုတဲ့ဒီကာလာသုံးနိုင်ကိုရင်းညွှန်းပြီးတော့အချိန်ပြည့်ပြီးတော့စကားပြတဲ့ခါမှာကျွန်တော်ဟိုထိုင်းမှာဆိုလို့ရှိရင် past tense အတေးကာလာအတွက်ဆိုလို့ရှိရင် die ဆိုတဲ့စကားမှထိုင်ရမယ်တခြားကိရိယာရဲ့ရှိမှသုံးတဲ့ခါမှာ k လို့ပါတတ်တယ်နဲ့သွားခဲ့သည်လောက်ခဲ့သည်ဆိုပါတတ်ပြန် present tense ဖြစ်တဲ့ပစ္စုပန်ကာလာကိုပြတဲ့ခါမှာကရိယာတက်တက်ပြောရတယ်အဲ့တော့ခါ future tense ဖြစ်တဲ့အနာဂတ်ကာလာကိုရင်းညွှန်းပြတဲ့ခါမှာကရိယာရှိမှကြတ်တက်ပြရတယ်ဒါဟာအတေးကာလာ အတဲအနာကပစ္စုပန်ဆိုတဲ့ကာလာသုံးနံကိုအချိန်အမီစကားပြောတာပေါ့နော်ဆိုတော့မင်းတို့ခုနအရေးထားတဲ့တရိယာချင်းပါကျွန်တော်နှလုံးဥပမာပြလိုက်ပြီဆိုလို့ရှိရင်နောက်တစ်နှလုံးကြံပြီးဟာရှာဖေးတယ်ဟိုင်းပေးအဲ့ဒါကိုကိုယ်အနေနဲ့ထိကြည့်ကြမယ်ကျွန်တော်ပြပြကြည့်မယ်နော်အဲကျွန်တော်ရှာတယ်ကျွန်တော်ရှာဖေးတယ်ဘယ်လိုပြောမလဲကျွန်တော်ရှာဖေးတယ်ဆိုတာပစ္စုပန်ပေါ့ကျွန်တော်ရှာဖေးတယ်ပစ္စုပန်မှာဆိုတရိယာတက်တက်ပြောတာပြကြည့်ပါကျွန်တော်ရှာဖေးတယ် ผมหาตาบอเนาะสุดท้ายกันตะายสุดสิ่งอันตรสุดสิ่งจะโดนชาเกะเอาไปวางจะโดนชาเกะสุดสิ่งชาเลยสุดท้ายจะกลายเป็นมาบัตรเลียมาเลยหายใช่ไหมได้ได้เลียมาสุดที่จี้มเลจะโดนชาเกะอ่าผมได้หาครับสุดจะโดนชาเมย์อนาคตด้วยสุดสิ่งเนาะแต่ฟิชเชอร์ทันส์ผมจะโดนชาเมย์สุดสิ่งสุดจิ้มเลผมจะหานั่นแหละเราดูไหมเนาะโอเคเนาะตุ้งหายสุดปี ကရိယာအဲ့ဒီကောင်လည်းစမ်းလို့ကျင်းတယ်အဲဆိုအတိတ်ကစဆိုပေးကြီးတယ်ကျွန်တော်ပေးကြီးတယ်လို့ပြောမယ်ကျွန်တော်ပေးကြီးတယ်ပြောကြည့်ကြမယ်နော်ဖုံဒိုင်ဟိုင်ကျွန်တော်ပေးကြီးတယ်ပေးဖြစ်ကြီးတယ်စသဖြင့်ပေါ့ကျွန်တော်ကျွန်တော်ပေးတယ်အာအာ present tense ပေါ့နော်ပေးစုပိုင်ကျွန်တော်ပေးတယ်ဆိုလို့ရှိရင်တိကျတဲ့ကရိယာတသက်ပြောရမှာဖုံဟိုင်ခပ်อืมစနက future tense ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲ အာဘုံကြိုင်ဆိုပြီးတော့တွန်းသွားမှာအဲ့လိုလေးတွန်းတယ်ပေါ့နော်ဆိုတော့ဒါဟာ tense တင်ခဲ့တာအင်္ဂလိပ်စာမှာသူတို့သင်ရတာပေါ့နော်ဒါထိုင်းစကားလုံးမှာဆိုလို့ရှိရင်ကျွန်တော်တက်ပြီးတော့မမျှဝေဖြစ်သေးဘူးပေါ့နော်โอเคကျေးဇူးတင်တယ်နောက်ထပ်သင်ခဲ့ကြမှာလေဒီကောင်တာလေးတွေကိုတော့တေချာလေးလောက်လာပေးမယ်နော်